ဒီဆယ်စီတန်ကြီးထဲထဲဖို့ရောအဲ့လိုမျိုးစီးရောရှိလားတဲ့ရှိပါတယ်ဒီဆယ်ထဲထဲတဲ့ဟာလည်းရှိပါတယ်နော်ကိုအဲသူကလည်းအဲ့ဒီရဲ့သက်စီထဲမှာထဲတဲ့စီးရည်နဲ့အတူတူပါပဲသူရဲ့အမိတင်ကကြတော့ဘလို့လဲဆိုတော့သူက ဒီဆယ်လိုင်းကိုသူ့ရဲ့စီလိုင်းပေါ့နော်စီလိုင်းကိုတိုက်ရှင်းလုပ်ပေးမယ်အခုအငွေအဲနည်းနည်းတက်တာပြောက်ကင်းအောင်လဲလှုပ်ဆောင်ပေးတယ်အဲပြီးကြတော့အင်ဂျင်ဆွမ်းဆောင်ရည်ကိုလည်းမြင့်တင်ပေးတယ်ပေါ့နော်သူကအဲ့လိုမျိုးအကျိုးရှိရဲ့နောက်ထပ်မေးထားတာရှိတယ်အကျိုးအကျိုးရှိတယ်ဆိုတော့ပေါ့ဆိုကျိုးရောရှိလားပေါ့နော်ဆိုကျိုးကတော့မရှိပါဘူးဟုတ်ကဲ့အဲအခုကသူသူရဲ့ဘူးမှာဆိုရင်သူက250မီလီပါတယ်အဲ့ဒီ250မီလီမှာကြတော့ပြီးဆယ်နဲ့ ပြန်တွက်မယ်ဆိုရင်သူက85လီတာအထိရောလို့ရတယ်သူကဘယ်လောက်ထိခံလဲဘယ်လောက်ထိအတုံးခံလဲဆိုတော့ကီလိုမီတာ2000အထိအတုံးခံပါတယ်အခုလိုမျိုးမြင်းမြင်းလာတဲ့အတွက်လဲကြီးစုအမြိုင်းတင်ပါတယ်နော်အမ်ညီမတို့ဆက်တွေ့ညီမတို့စီကိုဆက်တွေ့ချင်တယ်ဆိုရင်တော့39963လုံး106ကိုဆက်တွေ့နိုင်ပါတယ်ရှင့်ဟုတ်ကဲ့ကြီးစုအမြိုင်းတင်ပါတယ်